ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကင်းမွန်ဒီချက်ပြမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့လူလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာကင်းမွန်ဒီချက်ဖို့အတွက်ပထမဦးဆုံး channel ရခူလာတဲ့လက်ဆက်ကင်းမွန်ဒီတွေကိုနှစ်ချမ်းခွဲမှာပဲဖြစ်ပါတယ်ခွဲပြီးလို့ရလာတဲ့ကင်းမွန်ဒီတွေကို ခုလိုအစစ်ထုတ်มาပဲဖြစ်ပါတယ်အစစ်ထုတ်ဖို့အတွက်အားရပါးရညှင်းရမှာပဲဖြစ်ပါတယ်အခုလိုအစစ်ထုတ်ပြီးရလာတဲ့အနေထားလေးတွေကို မထူမပါးလေးလီးมาပဲဖြစ်ပါတယ်အခုလိုအနေထားလေးရပြီဆိုရင်တော့ ကိမုန်ီတဲကို စားလီထည့်ပြီးတော့အာရပါရနေမှာဖြစ်ပါတယ်ခုနကနေထားတဲ့ကိမုန်ီလေးတွေကိုရေးပြအောင်နှစ်ရီသုံးရီလောက်စေးမှာပဲဖြစ်ပါတယ်ကိမုန်ီကိုရေးစေးတဲ့အခါမှာလည်းအထဲကအစီတွေကိုပြောင်းနေအောင်စေးရမှာပဲဖြစ်ပါတယ်ဒါမှလားအခါတတမှာဖြစ်ပါတယ်ရေးစေးပြီးရလာတဲ့ကိမုန်ီတွေကိုစပြီးကြော်မှာပဲဖြစ်ပါတယ်စပြီးကြော်ဖို့အတွက်အိုးတွေကိုစီထည့်ပါမယ်စီပူလာရင်ချုံထည့်ပါမယ် ောင်လှစီဖို့သူကစနွေအနေငယ်ထဲမှာပဲဖြစ်ပါတယ်စနွေမုတ်အနေငယ်ထဲပြီးရင်တော့အကြံဘတ်ထဲမှာပဲဖြစ်ပါတယ်အကြံဘတ်ကကိုစားနိုင်တဲ့လောက်ပဲထဲလို့ရပါတယ်ခင်ဗျာအကြံဘတ်ထဲပြီးရင်အစိမ့်မုတ်အနေငယ်ထဲမှာပဲဖြစ်ပါတယ်အရောင်လေးတန်းလာပြီဆိုရင်တော့မမီကြိုက်နှစ်သက်ရအသားသမီးမျိုးထည့်လို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာမှာဝတ်တာကိုတုံးထားပါတယ် အသားထည့်ပြီးအရသာမှုထဲမှာပဲဖြစ်ပါတယ်အရသာမှုထည့်ပြီးအသားနူးလောက်ပြီးထားတာပြရမှာပဲဖြစ်ပါတယ်အသားရလောက်တဲ့အနေထားဆိုရင်ခုနကကျွန်တော်တို့လီးထားတဲ့ကင်မွန်တီကိုထည့်မှာပဲဖြစ်ပါတယ်။တမအောင်မှွေပြီးဆိုရင်ရေအနေငယ်ထည့်မှာပဲဖြစ်ပါတယ်။ ရည်နေငယ်ထည့်ပြီးပြီးဆိုရင်တော့ကိမွန်ဒီနူဖို့အတွက်အချိန်နည်းနည်းစောက်ပြရမှာဖြစ်ပါတယ် a few moments later နောက်ဆုံးမှာတော့ကျွန်တော်တို့လုတ်ချင်တဲ့ကင်မွန်ဒီဟင်းရပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ခင်ဗျာ